တာမန်လူတွေလက်နဲ့ပုတ်ဖို့တောင်မမိနိုင်တဲ့အမြင့်ကဘောလုံးကိုခြေတောင်းနဲ့ကန်ပြခဲ့တဲ့မယူတိုက်စင်မူအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်ကတင်ဆက်နေပါတယ်မန်ချက်စတာယူနိုက်တက်တိုက်စင်မူတဲ့ဘင်ဂျမင်ရှက်ကိုကတော့တရနီရိုဒရက်ဆူစုပေါင်း၈ပွဲကစားထရမှာနှစ်ဂိုးပဲတည်ယူနိုင်ပါသေးတယ်ဒါပေမဲ့ United ပရိသတ်တွေအနေနဲ့ရှက်ကိုပေါ်မှာပြေဝယုံကြည်အားထားကြစေဖြစ်ပါတယ်ရှက်ကိုကဂိုးတွေထင်သလောက်မသွင်းနိုင်ဘူးဆိုပေမဲ့အတင်းရဲ့တိုက်စင်ပိုင်းမှာတော့သူ့ရဲ့ရေးပါမှုတွေကိုစတင်မြင်တွေ့လာနေရပြီဖြစ်ပါတယ်ရှက်ကိုနဲ့ပတ်သက်ပြီးတော့ထူးခြားဆုံးအချက်ကတော့သူ့ရဲ့အယက်မြင့်ဖြစ်ပါတယ် ရက်ကိုက6ပင်5လက်မှအမြင့်ရှိပြီးတော့အကွင်းထဲကတခြားကစားမားတွေထဲတည်တတ်တာကိုမြင်မာနေတာဖြစ်ပါတယ်။နိုင်ရှင်ကြည့်မယ်ဆိုရင်တော့ Manchester United ကံတော်ဝင်ဖြစ်တဲ့ Cristiano Ronaldo တောင်မှ6ပင်2လက်မှပဲမြင့်ပါတယ်။ရက်ကိုနဲ့ပတ်သက်ပြီးတော့ online ပေါ်မှာလူပြောများဖို့တဲ့ဗီဒီယိုတစ်ခုရှိပါတယ်။အဲဒါကတော့ရက်ကိုကသူ့အသက်14နှစ်အရွယ်တုန်းကဘတ်စကတ်ဘောကိုးပွားမှာညက်နေတဲ့ဘောလုံးကိုခြေတောင်းနဲ့ကန်ထုတ်ပြခဲ့တာဖြစ်ပါတယ်။တမလူရီအတွက်ဒါကလမ်းနဲ့ပို့ဖို့တောင်မှမလွယ်တဲ့အနေအထားဖြစ်ပါတယ်။ရက်စကိုကအဆိုပါဖြစ်ပြတဲ့ပတ်သက်ပြီးတော့နောက်ဆုံးမှပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာအခုလိုဖြေကြားခဲ့ပါတယ်။ ဟုတ်ပါတယ်အဲ့ဒါကကျွန်တော်ပါပဲရည်စရာတော့ကောင်းပါတယ်ဘလုံးကအဲ့ဒီမှာညံ့နေတာကိုဘာကြောင့်မှမသိဘူးကျွန်တော်ကခြေထောက်နဲ့ကန်ထုတ်ဖို့ကြိုးစားခဲ့တာပါဒါကလူတိုင်းလုပ်နိုင်တဲ့အရာတော့မဟုတ်ပါဘူးဆိုပြီးဖွင့်ဟခဲ့တာဖြစ်ပါတယ်